ငလင်ဘေးတဲ့ဒေသတွေမှာဖြစ်နိုင်ရင်တော့ရေတက်ကိုပဲတောက်သုံးပါဘုံပန်းရေတွေးရေကန်ရေပဲတောက်သုံးနေသူတွေဆိုရင်တော့၃မိနစ်လောက်ပော့ပွက်စုအောင်ကြိုချက်ပြီးမှပဲတောက်တင်ပါတယ်ရန်ကုန်မြို့မှာမနေ့ကမေလ6ရက်ည7:00နာရီဝန်းကျင်မှာလှုပ်ခတ်ခဲ့တဲ့ငလင်ကြောင်းလူနေထူထပ်တဲ့စံကြောင်းလှိုင်းမြို့နယ်အပါအဝင်မြို့နယ်တချို့ကအထက်မြင့်တိုက်ခန်းမှာနေထိုင်သူတွေဟာလမ်းမပေါ်ပြေးဆင်းခဲ့ကြရပါတယ် မနေ့ညပိုင်း10:55နာရီမိနစ်အချိန်ကရန်ကုန်တိုင်းလှဲကူးမြို့နယ်ဇရက်ကွင်းရွာအနီးမြေအနက်6မိုင်ခန့်ကိုဗဟိုပြုပြီးအင်အား3တပ်သမှခွန်အစဲရှိတဲ့ငလင်လှုပ်ခတ်ခဲ့တာလို့ NUG အစိုးရလူသားချင်းစာနာထောက်ထားရင်းနဲ့ဘေးအန္တရာယ်စီမံခန့်ခွဲရေးဝန်ကြီးဌာနကသတင်းဖော်ပြပါရယ်အဲ့ဒီငလင်လှုပ်ခတ်မှုကိုရန်ကုန်မြို့နယ်ပြည်သူတွေတည်တည်တသာခံစားလိုက်ရတာကြောင့်လမ်းမပေါ်ပြေးဆင်းခဲ့ရတာလို့စမ်းချောင်းမြို့နယ်မှာနေထိုင်သူတအူပြောပါရယ် မတလေးမြို့မှာလှုပ်ခတ်ခဲ့တဲ့ငလင်အတွေ့အကြုံကြောင့်ရန်ကုန်အထက်မြင့်တပ်ခန်းတွေမှာနေထိုင်သူတွေဟာစိုးရိမ်ထိတ်လန့်ပြီးတိုက်အောက်ပြေးဆင်းခဲ့ကြတာပါ အများစုကအရေးပေါ်အထုပ်တွေပြင်ထားပြီးငလင်လှုပ်ရင်တိုက်ခန်းတွေကနေပြေးဆင်းဖို့ပြင်ဆင်ထားကြတယ်လို့ရန်ကုန်မြို့ကန်တချို့ကပြောပါတယ်ဒါပေမဲ့မနေ့ညပိုင်းကလှုပ်ခတ်ခဲ့တဲ့ငလင်ကြောင့်တော့ရန်ကုန်မြို့မှာပျက်စီးဆုံးရှုံးမှုနဲ့လူသူထိခိုက်မှုမရှိဘူးလို့စုံစမ်းသိရပါတယ် ပုံမှန်အဖြစ်တော့ထိခိုက်ပျက်စီးမှုတွေဖြစ်ပေါ်စေနိုင်တဲ့ NR Richter scale ၄နဲ့အထက်ငလင်းသတင်းရပဲထုတ်ပြန်လေးရှိတယ်လို့ AUG ကအသိပေးပါတယ်။ဒါပေမဲ့ရန်ကုန်တိုင်းကပြည်သူတွေငလင်းကိုစိုးရိမ်ပူပန်နေကြတာကြောင့်မင်းညပိုင်းကလှုပ်ခတ်ခဲ့တဲ့ငလင်းသတင်းသိရှိရအောင်ပေါ်ပြတာဖြစ်တယ်လို့ AUG ဝန်ကြီးဌာနကဆိုပါတယ်။ပြီးခဲ့တဲ့မတ်လ28ရက်ကလှုပ်ခတ်ခဲ့တဲ့စကိုင်းငလင်းကြီးနောက်ပိုင်းမြန်မာနိုင်ငံဒေသအနှံမှာနောက်ဆက်တွဲငလင်းတွေမကြာခဏလှုပ်ခတ်နေပါတယ်။ ရန်ကုန်မြို့အနီးမှာငလင်ပြက်ရွေတချို့ရှိပြီးအေယဝတီတိုင်းဒေဒရဲပြက်ရွေလှုပ်ရှားရင်လေရန်ကုန်မှာမြေလှော်လှုပ်ရှားမှုဖြစ်ပေါ်တတ်ပါတယ်။ဒါအပြင်စကိုင်းပြက်ရွေကျော်ရဲ့တောင်ပိုင်းတို့ဘူမိပေဒပညာရှင်တွေသတ်မှတ်ထားတဲ့ပဲခူးမြို့အနီးမှာငလင်လှုပ်ရင်လေရန်ကုန်ဟာသတိထားဖို့လိုအပ်တယ်လို့ပညာရှင်တွေကသတိပေးထားပါတယ်ရှင်။ငလင်ဘေးတဲ့ဒေသတွေမှာဖြစ်နိုင်ရင်တော့ရေတက်ကိုပဲတောက်သုံးပါ။ဘုံပန်းရေ၊တွင်းရေ၊ကန်ရေပဲတောက်သုံးနေသူတွေဆိုရင်တော့ 3မိနစ်လောက်ပော့ပော့ဆူအောင်ကြိုးချက်ပြီးမှပဲတောက်တင်ပါရယ်